Nie, ale no, nie mogę. No, palo mnie. No, nie na zajęno bu. Nie, ale no. Nie, a wam pala pati, sorry, ja porinczy kalanę na nanikere. ကိုဒီပါရှင်တော်တော်ချစ်ရှာပါတယ်။ညီမတို့ညီမနိုင်ငံကတမလီယာတခုထူဆန်းတာစကားပြောတဲ့အခါမှာပေါ့နော်တမလချင်းချင်းတွေ့ပြီဆိုလို့ရှိရင်အဲ့လိုကြားညံ့ညံ့ပြီးပြောတာပေါ့နော်တမလလိုလဲပြောတယ်ညီမလိုလဲပြောတယ်ပေါ့အဲ့တော့တမလပြောနေတဲ့ညီမလိုဖြစ်သွားတယ်အဲ့ဒါလေးတွေကိုညီမတို့ကဒီထဲမှာတကယ်တကယ်အပြင်မှာလူတွေပြောသလိုပဲစူးစမ်းပြီးတော့ပြောထားတာပေါ့နော် ဟုတ်ကဲ့အာဒီသားလေးကပေါ့နော်ညီမတို့ cross culture မှာမှာညီမတို့ရဲ့ဒီအိန္ဒိယနယ်ပယ်ရဲ့ culture ကို ပုံမှန်လူတယောက်ပေါ့နော် ပုံမှန်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့အိန္ဒိယနယ်ပယ်ဘယ်လိုနေထိုင်နေရဲဆိုတော့ဒီ realistic sense နဲ့ character လေးကိုထည့်ပြီးတော့ရိုက်ထားတာဆိုတော့ညီမအနေနဲ့ပါဝင်ရတာအဲ့လိုဂုဏ်ယူမိပါတယ်ဟိုညီမတို့ရဲ့ culture တွေကိုလည်းဂုဏ်ယူစွာပြသခွင့်ရတဲ့အတွက်ကိုကျေးဇူးတင်မိပါတယ်ရှင့် ကဲညီမနေမရတော့ချောစုသူစာခေါ်ဒီပါရာနီဖြစ်ပါတယ်ဒီကားထဲမှာတော့ညီမပူးဆိုရဲကောင်မလေးတယောက်နေရာနေပါဝင်တရုပ်ဆောင်ထားရပါရှင်ဟုတ်ကဲ့အာဒီကားလေးရပေါ့နော်ညီမတို့ cross culture မှာမှညီမတို့ရဲ့ဒီအာ Indian နယ်ပယ်ရဲ့ culture ကိုပုံမှန် လူတယောက်ပေါ့နော်ပုံမှန်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့အိန္ဒိယနယ်ပွားတွေဘယ်လိုနေထိုင်နေရဲဆိုတော့ဒီ realistic ဆန်တဲ့ character လေးကိုထည့်ပြီးတော့ရိုက်ထားတာဆိုတော့ညီမအနေနဲ့ပါဝင်ရတာအဲ့လိုဂုဏ်ယူမိပါတယ်။ဟိုညီမရဲ့ culture တွေကိုလည်းဂုဏ်ယူစွာပြသခွင့်ရတဲ့အတွက်ကိုကျေနပ်မိပါတယ်ရှင့်။ ဟုတ်ကဲ့အညီမဟိုဘောနော်ဒီ production team ဘက်ကအကိုရီကနေပြီးတော့အဲ့လိုကန်လန်းတော့ကလည်းညီမအနေနဲ့ကဟိုတရုတ်ဆောင်ကတော့ညီမအရှိမမလုပ်ဘူးတော့လေဒါ very first time ဖြစ်တဲ့ပုံမှာနည်းနည်း excited ဖြစ်တယ်ပြီးတော့ဟိုစဉ်းစားတယ်ဘောနော်ငါဖြစ်ပါမလားဆိုပြီးတော့စဉ်းစားသေးတယ်ဒါပေမဲ့အခုလိုမျိုးမြန်မာနိုင်ငံမှာဒါမျိုးကတခါမှမရိုက်ဘူးပြီးတော့အခုပါဝင်ခွင့် ရတဲ့နေရာမှာလဲထည့်သွင်းမဲ့အာအချက်လေးကိုကြည့်လိုက်တော့ဗောနော်တမစကပြောလေးကြီးလဲပါမယ်ပြီးတော့ဒီဝစ်စားစင်ရင်ပုံလေးတွေရတယ်တမလူလေးတွေလဲဝေးရမယ်ပြီးတော့ဒီကားကနိုင်ငံတကာမှာလဲသူတို့ဟိုပြဖို့အတွက်ဗောနော်စူးစားနေရဲဆိုတာလေးလဲကြာတော့ဒါကိုအခွင့်အရေးတစ်ခုလို့မြင်မိတယ်ဗောနော်အဲ့အတွက်ကြောင့်အာညီမပါဝင်ဖြစ်သွားတာဗောနော် ုတ်ကဲ့တဘာဝလေးအောင်ညီမတို့အပြင်မှာလုပ်နေရဲပေါ့နော်ဟိုဖခင်เจ้าနေပါရေးတော့ရင်ညီမတို့ဝစ်စာစင်ရင်ပုံလေးတွေပြီးတော့ညီမတို့မြန်မာနိုင်ငံကတမလီယာတခုထူဆန်းတာစကားပြောတဲ့အခါမှာပေါ့နော်တမလ်ချင်းချင်းတွေ့ပြီဆိုလို့ရှိရင်အဲ့လိုကြားညံ့ညံ့ပြီးပြောတာပေါ့နော်တမလ်လိုလဲပြောရဲမြန်မာလိုလဲပြောရဲပေါ့အဲ့တော့တမလ်လိုပြောနေတဲ့မြန်မာလိုဖြစ်သွားတယ်အဲ့ဒါလေးတွေကိုညီမတို့ကဒီထဲမှာတကယ်တကယ်အပြင်မှာလူတွေပြောသလိုပဲစူးစမ်းပြီးတော့ပြောထားတာပေါ့နော် ဟေးကျမဆိုင်ခဏသွားလိုက်အောင်မရှင်းလိုက်အောင်မလားတော်တော်ဟောနာယူပေါ်တော့ညီမကြီးလေးမတော်တော့ကဲအာဒီကားလေးကိုပေါ့နော်ညီမအာရွေးချယ်ခံရပြီးတဲ့အချိန်မှာအော်အော်ဒီရှင်ဝင်ရတယ်ပေါ့နော်အော်ဒီရှင်ဝင်ပြီးတော့မှရွေးချယ်ခံရပြီးတဲ့အချိန်မှာလည်းညီမအနေနဲ့ကဟိုနည်းနည်းစိတ်လှုပ်ရှားရဲဖြစ်ပါမလားဆိုတာလေးတွေ့ရတယ်ဒါပေမဲ့တကယ်ရှူတင်ကိုရောက်သွားတဲ့အချိန်မှာညီမတို့ရဲ့ဒီအာစီနီယာအက်တာတွေကပေါ့နော် ဆွဲခေါ်ကြပါတယ်အကုန်လုံးလဲအဲ့လို appreciate လုပ်ကြတယ်တင်ပြီးတယ်ဟိုသူတို့တွေရဲ့တရုတ်ဆောင်တွေကိုလည်းကို့မှာတော်တော်ကြည့်ပြီးတော့လုပ်ရတယ်ပေါ့နော်ညီမရဲ့ဒီ first day first thing ဆိုရင်ကို့ထွန်းရဲ့မနီကြီးရဲ့ညီမရဲ့ကို့ထွန်းမင်းရဲ့ပေါ့နော်ဆိုတော့ညီမအနေနဲ့ကကို့ထွန်းကအဲ့လိုမျိုး TV ထဲမှာပဲအမြဲတမ်းကြည့်ခဲ့ရတာညီမရဲ့ first day shooting လည်းဖြစ်တော့လေ first day နေ့မှာညီမအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာ shooting မှာအဲ့လို3 2 1 action လို့ပြောလိုက်တဲ့အချိန်မှာအဲ့လိုခြေတုံလက်တုံလေးဖြစ်နေတာပေါ့နော်အာခြေတုံလက်တုံလေးဖြစ်ပြီးတော့မှသူတို့အနေနဲ့က အညီမရဲ့ဒီဒါရိုက်တာတွေကရောတော်ဖက်ဒါရိုက်တာတွေကရောညီမလေးနေလုံနိုင်တဲ့အေးဆေးအဆင်ပြေသွားမယ်ဆိုတော့အဲ့လိုအပေးကြရပါတော့ mental support လေးပြီးတော့အဆင်တော့ပြေသွားပါတယ်ဟုတ်ဟုတ်ကဲ့အအနုပညာအလုပ်တွေဆိုလို့ရှိရင်ပေါ့နော်ညီမတချင်းကိုအရင်ဝါသနာပါတာပေါ့နော်တကယ်တော့လေဟိုအရှိမလဲညီမဒီ cover song လေးဆိုခဲ့တဲ့ music video လေးလုပ်တယ်ပေါ့နော်အအခုနောက်ပိုင်းဆိုလို့ရှိရင်လည်းညီမဒီနိုင်ငံသားဘက်ကိုဒီ master program လေးတော်တက်ဖို့ကြိုးစားနေတာဆိုတော့လေအကယ်၍အဲ့လိုသွားပြစ်လိုက်တယ်ဆိုလို့ရှိရင်တော့ညီမဒီ ်တယုတ်ဆောင်ပိုင်းနေတော့နည်းနည်းဝေးသွားမယ် channel ပေါ့နော်ဒါပေမဲ့လည်းတချင်းတွေကတော့ညီမဘယ်နိုင်ငံမဲရောက်ရောက်ဆက်ပြီးတော့လှုပ်ဖြစ်နေမှာပါဟုတ်ကဲ့အာဒီဒီ series ရဲ့မှာပေါ့နော်ညီမတို့ဒီ Tamil cultures တွေကို realistic season လေးနဲ့ပေါ့နော် Tamil စကားပြောလေးတွေရော Tamil ဝတ်စာစင်ပုံလေးတွေရောအလှပဆုံးဖြစ်အောင်ရိုက်ကူးတီရိုက်ကူးပုံဖော်ထားတဲ့အတွက်ပေါ့နော်အားလုံးလည်းချစ်ခင်စွာနဲ့တရားတည်ပေးကြပါလို့အတောင်းဆုချင်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ကျေးဇူးတင်ပါ